အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပေါင်းဆက်တရထဲကနာတန်တရကိုတင်ပြပါမယ်နာတန်တရဆိုတာကနှာခေါင်းပေါ့နော်အတန်းနှာခေါင်းကနေထွက်လာမယ်အဲ့ဒီထဲမှာမှသူကနှစ်ပိုင်းပြန်ပိုင်းနေပေါ့နော်နာဖျားတန်တရနဲ့နာရင်တန်တရနာဖျားတန်တရဆိုအတန်းနှာဖျားနေထွက်မယ်နာရင်တန်တရဆိုအတန်းနှာရင်ကနေအတန်းပြုမယ်နော် နာတန်တရကိုတရုတ်လိုဘီယွင်မှုလို့ခေါ်တယ်ဘီဆိုဘီစနခဘီယွင်မှုနာတန်တရနာဖျားတန်တရဆိုရင်ချန်ပီယင်းချန်ဆိုကရှေ့နော်နာနာခေါင်းအရှိအကနေထွက်တယ်ပေါ့နာဖျားတန်ပေါ့နာဖျားနေထွက်တယ်ဟုတ်ပီယင်းဟုတ်ဆိုအနောက်အဲဆိုတော့ဟုတ်ပီယင်းဆိုနာယင်းကနေအတန်ကပြုမယ်ဒါကြောင့်မလို့နာယင်းတန်တရလို့ခေါ်တယ်အဲ့ဒါဆိုဘလို့အတန်ထွက်မလဲ နံပါတ်1 an 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 yin yin wen wen yun yun ဟုတ်ပြီနော်သူကရှေ့နာနာဖျားနေအတန်ထွက်တယ်ဒါဆိုရင်နာရမ်းနေဘလို့တန်းထမလဲ တူခွဲရလွယ်တယ်တော့မှကြည့်နာဖျားဆိုရင်ကြီးမပါဘူးပေါ့နော်နာရင်လည်းအတန်ပြည့်ရမှာဆန်တော့မှကြီးတွေပါတယ်အလွယ်မတ်ပေါ့ဒါဒါဆိုရင်အောင်အတန်နာရင်ကနေထွက်တယ်နော်အောင်အောင်အောင်ယုံယုံအောင်အောင်